စစ်ကောင်စီရဲ့ရွေးကောက်ပွဲဝါဒပြန့်ဇက်ကားနဲ့ပါဝင်သူတွေကိုဝေဖန်ပစ်တင်လို့ဆိုပြီးဒါရိုက်တာမိုက်တီအပါဝင်၃ဦးကိုဖမ်းဆီးလိုက်ပြီးရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့အရေးယူသွားမယ်လို့စစ်ကောင်စီက အောက်တိုဘာလ29ရက်ညပိုင်းမှာသတင်းထုတ်ပြန်ခဲ့ပါတယ်။လက်ရှိဝင်းဝင်းအကောင်းဆုံးမင်းသားလေးလက်နဲ့ရိုက်ကူးထားတဲ့စစ်ကောင်စီရဲ့ခေတ္တမိုင်းကိုဒုံဆိုင်မိသူများရွေးကောက်ပွဲဝါဒပြန့်ဇက်ကားနဲ့ပတ်သက်ပြီးလူမှုကွန်ရက်မှာဝေဖန်ပစ်တင်လို့ဆိုကာ ဒါရိုက်တာမိုက်တီတရုတ်ဆောင်ကျော်ဝင်းထွန်းနဲ့ဟာတာတရုတ်ဆောင်အုံတိုင်းတို့ကိုစစ်ကောင်စီကဖမ်းဆီးလိုက်တာပါသူတို့သုံးဟာရွေးကောက်ပွဲပညာပေးဇက်ကားနဲ့ဇက်ကားမှာပါဝင်သူတွေကို လူမှုကွန်ရက်ကနေမဟုတ်မမှန်ဝေဖန်ရေးသားပြီးရွေးကောက်ပွဲအပေါ်လူထုအထင်အမြင်လွဲမအောင် လုံဆော်ခဲ့ကြတယ်လို့စစ်ကောင်စီကဆိုထားပါဗျ။ဖမ်းဆီးထားတဲ့သူ၃ဦးထဲမှာဒါရိုက်တာမိုက်တီက2022ခုနှစ်မှာလဲ ုံမှ905ကာဂျီနဲ့မတရားဖမ်းဆီးထောင်ချခံခဲ့ရသူပါ2022ခုနှစ်မှာစစ်ကောင်စီကလုံငင်းချမ်းသာခွင့်နဲ့ပြန်လည်လွတ်မြောက်ခဲ့တာပါဒါရိုက်တာမိုက်တီးကလုံငင်းတွေရဲ့ထုံးစံအတိုင်းနောက်တစ်ကြိမ်ပြစ်မှုကျူလွန်ရင် ရခင်ပြစ်ဒဏ်ကိုပါပြန်လည်ကြောက်ခံရမယ်လို့လက်မှတ်ထိုးထားရတာကြောင့်လက်ရှိဆွဆွဲထားတဲ့ဥပဒေအပြင်အရင်ပြစ်ဒဏ်တွေလည်းကြောက်ခံရဖို့လှုံ့ဆော်သွားမယ်လို့စစ်ကောင်စီကချင်းချောက်ထုတ်ပြန်ထားပါတယ် တရုတ်ဆောင်ကျော်ဝင်းထွန်းနဲ့ဟာတာတရုတ်ဆောင်အုံတိုင်းကိုတော့လက်ရှိဆွဲဆိုထားတဲ့ရွေးကောက်ပွဲဥပဒေနဲ့အရေးယူသွားမယ်လို့ဆိုပါတယ်။တော်လန်ยีပုံရိပ်ကိုဖျက်ကရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးနေတဲ့အကြောင်းအရာကိုရိုက်ကူးထားတဲ့ခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများအမိဖြင့်ဝါဒပြန့်စကားမှာအဓိကအနေနဲ့နေတိုမြင်းမြတ်နေဝင်းအေချမ်းမောင်ချူလီမေမြင့်မုံနဲ့ဇယံတွေအဖြစ်အောင်ခိုင် ငပြောကျော်တို့ကတရုတ်ဆောင်ထားကြတာဖြစ်ပါတယ်။ရွေးကောက်ပွဲဥပဒေကိုစစ်ကောင်မရှင်ကဇူလိုင်လ29ရက်နေ့မှာပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီးစက်တင်ဘာ30ရက်နေ့အထိအဆိုပါဥပဒေနဲ့အမှုပေါင်း24မှုမှလူ46ဦးကိုအရေးယူထားတယ်လို့ထုတ်ပြန်ထားပါတယ်။